မင်္ဂလာပါရှင်ရှမ်းကိုမီဒီယာကကြိုဆိုပါရစေမြန်မာတိုင်းစီသမားတော်များနေ့အထိုင်အမှန်အခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင် ။တောင်ကြီးမြို့နိုင်မြမတိုင်းရင်းစေတမားတော်များနဲ့အထိမ်းအမှတ်ခန်းနာကိုယနေ့နနက်၈နာရီကပြန်ကြိုင်းနေပြည်သူဆက်ဆံရေးဦးစီးဌာန Community Center ဘက်ဆောင်တော်ခမ်းမမှကျင်းပခဲ့ပါရယ်။အခမ်းအနားတွင်မြမတိုင်းရင်းစေတမားတော်များနဲ့အတွက်မြန်မာနိုင်ငံတိုင်းရင်းစေဆရာအသင်းဘ ਹੁ ဥက္ကဋ္ဌမှတိုင်းစီတာကြီးနဲ့ပြည်내အသင်းရုံခွဲများသို့ပေးပို့သည့်တဝန်လွာကိုတိုင်းရင်းစေဦးစီးဌာနပြည်내ဦးစီးမှုတော်ကြီးကြီးမြင့်ကဖတ်ကြားခဲ့ပါရယ်။အဲဒီနောက်မြန်မာနိုင်ငံတိုင်းရင်းစေဆရာအသင်းဘ ਹੁ အလုံးမှုဆောင်ဆရာကြီးဦးကျော်စိုးက ါတပေါင်းလာသည့်ရဟောင်းကျွေတဖန်ထွက်ပေါ်လာသောရသည်များကအာဟာရပြေဝပြီးဆေးဘက်ဝင်စေကတက်ရှိတဲ့သွားများအပေါ်တဘာဝအလျောက်ဇမိုင်းညင်ညွတ်မှုကိုဖြစ်စေခြင်းတို့ကြောင့်တပေါင်းလာပြည့်နေကိုနေကောင်းနေမြတ်အဖြစ်မှတ်တမ်းပြု၍မြမတိုင်းရင်စေတမတော်နေဟုသတ်မှတ်ကအစင်လာမပြတ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ရှင်တော်တိုင်းရင်စေဦးစီးဌာနဒုတိယပြည်နယ်ဦးစီးဌာနမှဒေါခင်ခင်ဦးနဲ့ဝန်ဝန်တိုင်းရင်စေထုတ်လို့ရင်မှာဒေါ်နန်းဆိုင်စီအောင်တို့က 2024ခုနှစ်ငွေစင်းရှင်တန်းနဲ့သမတော်များနေ့အတွက်အလူရှင်စင်းရဲများအားဖက်ကြားတင်ပြခဲ့ပါတယ်။အဲဒီနောက်ရှမ်းပြည်နယ်တိုင်းရင်းစေးဆရာအသင်းဥက္ကဋ္ဌဦးဝေကိုကတိုင်းရင်းစေးဆရာအသင်းသားအသင်းများအတွက်အသင်းဝင်ကများကိုတာဝန်ရှိသူတွေအားပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။